အားလုံးပဲမင်္ဂလာပါရှင်။ MBA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ22ရက်နေ့ညပိုင်းထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုစမခရစ်စတေကတင်ဆက်ပေးပါရမရှင်။ဒီနေ့အတွက်ထူးခြားသတင်းတွေလည်းဗိုလ်ချုပ်အောင်ဆန်းကိုစစ်တပ်အပြင်ကိုကိုကြီးပါအသုံးချလာတဲ့သတင်း။ပြည်သူအများစုရုံမုံနဲ့ကြန့်ခိုင်ရေးပါတီကိုလူလူထောက်ခံမှုအကောင့်နဲ့လို့ဝါရဖြန့်လာတဲ့လော်ဘီတွေသတင်း။ပေါ့မြိုင်နဲ့ထီလင်းမြို့နယ်တွေကိုနေ့စဉ်ညီပါပုံစဲနေတဲ့စစ်တပ်သတင်း။ မောတောင်မျိုးကိုပြန်လို့ခြင်းလို့ထိုးစစ်စင်မြင်မဲ့တက်လံပြန်ပြေးအဖြစ်သာရနေတဲ့စာကာမတရင်စစ်ကောင်မရှိရင်အရမဖိအားပေးဝန်ကြောင်းတက္ကသိုလ်ကျောင်းသူကျောင်းသား3000နီးပါးကျွတ်တင်မဲ့ပေးခဲ့ရတဲ့သတင်းဂျပန်နဲ့ထိုင်ဝမ်ကိစ္စအငင်းပေါမှုကိုကုလသမဂ္ဂမှဆွေးနွေးခြင်းနဲ့တည်းဟုတ်အဲ့လိုတနေ့တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပီရင်ပီပါသတင်းတွေကိုတင်ဆက်ပေးထားပါတယ်ရှင် ပြည်ရင်းသတင်းတွေကိုအယုံဆုံးရှုစားလိုက်ကြရအောင်ပါပိုချိုအောင်ဆန်းကိုစစ်တပ်အပြင်ကိုကိုကြီးပါအတုံးချလာတဲ့သတင်းနဲ့စားလိုက်ချင်ပါတယ်ရှင် ပြည်သူ့ပါတီဥက္ကဋ္ဌကိုကိုကြီးဟာစစ်ကော်မရှင်နေတွင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ဂုဏ်ပုဒ်ကိုအတုံးချပြီးနိုင်ငံရေးလှုပ်ရှားနေရလို့ရန်ကုန်မြို့နယ်စစ်အစိုးရလက်ထက်နိုင်ငံရေးအကျဉ်းသားဟောင်းတို့ကပြပြင်းတထန်ဝေဖန်လိုက်ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်ကမင်္ဂလာတောင်ညို့မြို့နယ်ပြည်သူ့ပါတီရုံးရှိမှကျင်းပတဲ့အောင်နိုင်လူတို့တွေ့ဆုံပွဲမှာကိုကိုကြီးမိခွန်ပြောကြားခဲ့ရမှာဗိုလ်ချုပ်အောင်ဆန်းရဲ့လေယူလေသိမ့်အသက်နဲ့အတန်ထားအတိုင်းတို့ပါပြောဆိုခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုလုပ်ရတဲ့အပေါ်မှာနိုင်ငံရေးကျင်းသားဟောင်းတဦးက MPA သတင်းဌာနကိုပြောကြားရမှာတော့စစ်တပ်ရွေးကောက်ပွဲဝင်လို့ပြည်သူတွေယုံမုန်းနေတာကိုသူတို့ကိုယ်တိုင်လည်းသိနေတော့ခရောင်ကရန်ဖြစ်နေဟာလားနိုင်ငံရေးတငယ်ပြန်လာတာမပြောတတ်ဘူးအောက်တန်းစားနိုင်ငံရေးသမားတယောက်ကဘိုးကျော်အောင်ဆန်းလီလန်သူ့ပါပြောတာနားထောင်ရတော့ပါဆက်အဟောင်းသားဖြစ်ရတယ်လို့ပြင်းထန်စွာဝေဖန်ခဲ့ပါတယ်ကိုကိုကြီးရဲ့မိခေါ်နဲ့မှာနိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြစ်နဲ့ လော်ဘီတွေချက်ချက်တတိထားဆိုပြီးတော်လင်းအင်အားစုတွေကိုချင်းချောက်တဲ့ငေါငန်းတဲ့စကလုံးတွေတုံးနှုံးခဲ့ပါသေးတယ်။ကိုကိုကြီးကတော်လင်းအင်အားစုကိုသာချင်းချောက်ရတာပြီးသူကိုကိုစားပြုတဲ့ပြီးသူပါတီဥက္ကဋ္ဌအနေနဲ့ပြီးသူကို ပြစ်မှတ်ထားတက်နေတဲ့မင်းအောင်လိုင်ကိုကြတော့တခွမမဝေဖန်ရဲဘူးအဲ့ဒါကကိုကိုကြီးရဲ့နိုင်ငံရေးပါပဲလို့နိုင်ငံရေးစဉ်းစားဟောင်းတဲ့ဦးကပြောပါတယ်။ စစ်ကောင်မရှင်ဝါရဖြန်တရင်စာတွေမှာရွေးကောက်ပွဲဖြစ်မယ်ဆိုတဲ့လူတွေကိုဒီတိုင်းကြည့်နေမှာမဟုတ်ဆိုတဲ့ခေါင်းစဉ်နဲ့1948ခုနှစ်ကဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့မိခွန်ကကောက်နှုတ်ချက်ကိုမကြာခဏဖော်ပြနေရလို့လည်းသတင်းမှာပါရှိပါတယ်ကိုကိုကြီးကတော့ပိုကျော့အောင်ဆန်းကိုလေးစားအားကြတဲ့အတွက်ပိုကျော့အောင်ဆန်းရွေးကောက်ပွဲဝင်ခဲ့ဘူးတဲ့လမ်းမတော်မျိုးနဲ့မဲဆန္ဒနယ်မှာပြီးသူလွတ်တော်အမတ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်နာဖြစ်တယ်လို့ပြောကြားထားပါတယ်။ ဒုတိယအနေနဲ့ပြည်သူအများစုယုံမုန်းတဲ့စန့်ခိုင်ရေးပါတီကိုလူမှုထောက်ခံမှုအကောင့်နဲ့လို့ဝါဒဖြန့်လာတဲ့ lobby ရဲ့အကြောင်းပါပြည်သူအများစုရဲ့စန့်ကျင်မှုနဲ့ယုံမုန်းခြင်းကိုခံနေရတဲ့ပြည်အောင်စုစန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကိုလူမှုထောက်ခံမှုအကောင့်နေပြီလို့စစ်ကော်မရှင်ဘက်သို့သာဝါဒဖြန့်ချေရေး lobby တွေက ဖော်ပြလာပါတယ် သူ့ရဲ့ဖော်ပြချက်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့လက်နက်ကင်တော်လှန်ရေးအစုတွေကိုပြစ်တင်ဝေဖန်ပြီး USDP ရဲ့ရည်တည်ချက်ကိုမြင့်တင်မှုအဓိကအရည်ရွယ်နေပါတယ်။ NLD ပါတီဝင်တွေဟာတော့ကိုတပုံထပြီးလူသက်လမ်းစဉ်ကိုစတင်ခဲ့ပြီး USDP ပါတီဝင်3000နီးပါအသက်ခံခဲ့ရပေမဲ့ USDP အဖွဲ့ဝင်တွေကလက်စားမချေဘဲတိခန့်တဲ့ပုံစံနဲ့ lobby စကားတွေကို Telegram channel တွေမှာခန့်ဝေထားပါတယ်။ လက်ရှိပြည်ပခါ2021ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးငင်းကျဲစွာဆန္ဒပြသူတွေကိုအကြမ်းဖက်နှိမ်နင်းရာကနေစတင်ခဲ့တာကိုလုံးဝထက်သွင်းစဉ်းစားခြင်းမရှိဘဲတော်လိုင်းအင်အားစုတွေကအကြမ်းဖက်သမားအဖြစ်ပုံဖော်ထားပါတယ်။ ။ဒါတွေပြင်အညာသားတော်တိလိုစကလုံးတွေအသုံးပြုတာဟာတော်လိုင်းမှာပါဝင်တဲ့ပီတိုတွေကိုအထင်သေးတဲ့လူဒန်းစားခွဲခြားတဲ့ရှုထောက်ကနေတုံးသက်ထားတာဖြစ်ပြီးတော့ USDB ကိုရိုင်းဟာလည်းစစ်တပ်ရဲ့ထောက်ခံမှုနဲ့ပီတိုတွေကိုဖိနှိပ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ USDB ဟာအာဏာကိုင်ဆွဲထားတဲ့စစ်တပ်နဲ့မဟာမိတ်ဖြစ်နေတဲ့အတွက်စစ်တပ်ကအာဏာသိမ်းမိချိန်ကစပြီးတရားရေးစနစ်ဥပဒေပြုရေးစနစ်အလုံးမှာတိုက်ရိုက်မဟုတ်ပေမဲ့သူတို့ဟာတော်ဝိုက်ပါဝင်ပတ်သက်နေကြတာပါ။ နိုင်ငံတကာအတိုင်းဝိုင်းနဲ့ကုလသမဂ္ဂတို့ကလည်းမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုတွေရဲ့အဓိကတည်ရခံဟာအာဏာသိမ်းစစ်တပ်ကြောင့်ဖြစ်တယ်လို့ထောက်ပြပြောဆိုထားပါတယ်။ဆက်လက်ပြီးပေါ့ညိုင်နဲ့ထီးလင်းမြို့နယ်တွေကိုနေ့စဉ်နှီးပါဘုံကျနေတဲ့စစ်တပ်တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းအတွင်းရှိပေါ့မြိုင်နယ်ထင်းလင်းမြို့နယ်တွေမှာစစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေကလေကြောင်းအင်အားကိုအသုံးပြုပြီးနေ့စဉ်နှီးပါဘုံစင်တိုက်ခိုက်မှုတွေစက်တိုက်လုဆောင်နေရလို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရှိရပါတယ်။စစ်ကောင်ရှင်ကနိုဝင်ဘာလ3ကစတင်က ပေါ့မြိုင်နဲ့ထင်းလင်းမြို့နယ်တွေအတွင်းစစ်ကြောင်းထိုးခြင်းရိတ်ခါဖြစ်တင်းခြင်းတွေအပြင်လေကြောင်းတိုက်ခိုက်မှုတွေကိုအစဉ်မြင့်လှုပ်ဆောင်နေပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ20ရက်ည7:00နာရီမှာပေါ့မြို့နယ်အရှိန်မြောက်ခြံကိုလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဒေသခံတဦးရဲ့ပြောကြားချက်အရမြိုင်နဲ့ပေါက်နယ်ဆက်ကိုပုံစံရည်မစားခဏလုပ်နေလို့သိရပြီးဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေတာကြောင့်အထိကိုက်ကိုတော့အတိအကျမသိရသေးပါဘူးအထူးသဖြင့်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရသာပြည်သူတွေထိခိုက်ဒေဆုံးမှုများပြားလာနေပါတယ် အဲ့ဒီဒေတာတွေမှာနိုဝင်ဘာလ10ရက်ကနေ22ရက်နေ့အထိစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်ခြင်းဖမ်းဆီးနှိပ်စက်ခြင်းတို့ကြောင့်မြိုင်းနယ်ပေါက်မြို့နယ်တို့ကအရသာပြည်သူစုစုပေါင်း25ဦးတည်ဆုံခဲ့ရကြောင်း MP ရဲ့စီရင်ကောက်ယူထားတဲ့အရာသိရပါတယ်။ပေါင်မြို့နယ်အနောက်မြောက်ပိုင်းနဲ့ထိစပ်နေတဲ့ထီနေမြို့နယ်ပုံတောင်နဲ့ထိတ်အနီးကကပ္ပစာ24ရဲ့ကာကင်စကန်ကနေလဲတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအနီးပတ်ဝန်းကျင်ကိုလက်နက်ကြီးတွေပစ်ခတ်နေပါတယ်။ လက်ရှိမှာမြိုင်းနယ်ထဲမှာစစ်ကြောင်းကြီးဝင်ရောက်လှုပ်ရှားနေတဲ့အတွက်တပည့်ညိုရင်းနှံမော်နေရှိရေကားနဲ့တရက်ကန်ရွာတွေကဒေသခံတွေကနေအိမ်တွေဆုတ်ခွာပြီးစစ်ပေးရှောင်နေကြရပါတယ်။ထပ်မံကြဆက်ပေးချင်တာကတော့မောတောင်မြို့ကိုပြန်လုံခြင်းလို့ထိုးစစ်ဆင်မြင်မဲ့တက်လံပြန်ပြေးဖြစ်တာရနေတဲ့စက္ကမသတင်းကိုပြောပြပေးပါမယ်။ မကြသေးမီကတော်လင်းတက်တွေတန်းလက်လို့ဆုံရှုံခဲ့ရတဲ့ထိုင်းမြန်မာနယ်စပ်မောတောင်မြို့ကိုစစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေကပြန်လည်သိမ်းပိုက်ဖို့အင်အားရာနေချင်းစစ်ကြောင်းထိုးနေပေမဲ့ရှေ့ဆက်မတိုးနိုင်မဲ့ရပ်တန့်နေရလို့တော်လင်းတက်တွေနဲ့စစ်ဆောင်ကူညီသူတွေထံကလည်းသိရပါတယ်။မောတောင်မြို့ကို KNU ပူးပေါင်းတက်တွေကဒွေမာ၁၄ရက်နေ့မှာအလုံးစုံသိမ်းပိုက်ရရှိခဲ့ပြီးနောက်စစ်ကောင်စီကဆုံရှုံမှုကိုပြန်လည်ပြင်ဆင်ဖို့ချက်ချင်းဆိုသလိုကြိုးပမ်းခဲ့ပါတယ်။အင်အားရာကြီးပါဝင်တဲ့စစ်ကောင်ရှင်ပူးပေါင်းတက်ဟာ မောတောင်မြို့ကိုလက်လွတ်လိုက်ရပြီးတရက်အကြာမှာပဲတင်းနာရီမြို့ဘက်ကနေတဆင်စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပါတယ်။စည်ရင်ချင်းနေတရှိသူတဝရဲ့ပြောကြားချက်အရစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းဟာတခုတည်းမဟုတ်ပဲသုံးကြောင်းခွဲပြီးထိုးနေရလို့သိရပါတယ်။လက်ရှိမှာတဲဖြူရွာဘက်ကနေစစ်ကြောင်းထိုးနေရကိုတွေ့ရပေမဲ့ကြက်စစ်ကြောင်းနှစ်ကြောင်းဘယ်နေရာရောက်နေလဲဆိုတာကိုတော့အတိအကျမသိရှိရသေးပါဘူး မောတောင်မြို့ဟာထိုင်းမြန်မာနယ်စပ်အတွက်အရေးပါတဲ့စီးပွားရေးနဲ့မဟာပြူဟာမြောက်မြို့တစ်မြို့ဖြစ်ပါတယ်။ဒီမြို့ကိုလက်လွတ်လိုက်ရတဲ့အပေါ်ကဲယုန်နဲ့အတိုင်းမူပိုချုပ်ကြကြဟန်ကိုတိုင်းပြားပိတ်ခံနေရတဲ့ဆိုတော့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ဒါကြောင့်စစ်ကောင်စီအနေနဲ့မောတောင်မြို့ကိုအ мян ဆုံးပြန်လည်ထိန်းချုပ်နိုင်မှုအတွက်လက်နက်နဲ့စစ်တီအင်အားအသာချက်တွေနဲ့ပြင်းထန်တဲ့ထိုးစစ်ဆင်နွှဲလာနိုင်ဖွယ်ရှိတယ်လို့စစ်ရေးသုံးသပ်သူတွေကပြောဆိုနေကြပါတယ်။ ပြည်တွင်းနဲ့နောက်ဆုံးသတင်းအနေနဲ့စစ်ကောင်မရှိရဲ့အရမဖြစ်ရာပေးမှုကြောင့်တက္ကသိုလ်အကျောင်းသူကျောင်းသား၃တောင်းနီးပါးတူတင်မဲပေးခဲ့ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်မရှိရင်ဒီနေ့ထုတ်ဝါရပြန်သတင်းစာမှာသက်ဆိုင်ရာအကြောင်းတွေကတက္ကသိုလ်ကျောင်းသားကျောင်းသူ၃000နီးပါးတူတင်မဲ့ပေးခဲ့ရတယ်လို့သိရပါတယ် ကြိုတင်မဲ့ပေးခဲ့ရတဲ့ចောင်းသားအများစုဟာအလုံးတကုံမြို့တင်မြောက်ပိုင်းတဝဲဘိန်ကျွန်းစုစင်ကိုင်းလောင်းလုံးလေကြာွယ်ဟင်းပင်တရာစတဲ့မြို့နယ်တွေကဖြစ်ကြောင်းစေုပ်စုရဲ့အပေါ်သတင်းတွေမှာဖော်ပြထားပါတယ်တက္ကသိုလ်ចောင်းသားចောင်းသူတွေဟာမဲဆန္ဒနဲ့ပြင်ပကိုចောင်းတက်ရောက်ရမှာဖြစ်တဲ့အတွက်နိုဝင်ဘာလ18ရက်နေ့ကနေ21ရက်နေ့အတွင်းတူတင်မဲပေးဖို့စေခန်းခံခဲ့ရတာဖြစ်ပါတယ် ပြီးခဲ့တဲ့ရပိုင်းအတွင်းမှာလည်းចောင်းငွေဘက်ကနေကျူတင်မဲထည့်ပြီးမှတက္ကသိုလ်ဝင်ခွင့်ပြုမယ်ဆိုပြီးဖိအားပေးတာတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။လက်ရှိမှာစစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲအတွက်ဒုတိယကြိမ်မဲဆင်းတွေကိုရက်ွက်တွေအတွင်းလှည့်လည်အတိပေးကတ်ထားတယ်လို့သိရှိရပါတယ်။ဒါပေမဲ့စစ်ကောင်ရှင်ထုတ်ပြန်တဲ့ပထမကြိမ်မဲစင်မှာနာမည်မှရွင့်တာလေးတည်ဆုံးပြီးသူတွေပါဝင်နေရတွေနာမည်ထက်တာတွေနဲ့အမိုင်းများစွာရှိနေလို့နိုင်ငံလေးလာသူတွေကဝေဖန်မှုတွေရှိခဲ့ပါတယ် ဲ့ဒီလိုမာရင်မှုတွေရှိနေကြောင်းကိုဘူးလန့်လဆွေလိုစစ်တပ်အမာခံဆိုသူတွေကပါဝန်ခံထားတယ်လို့လည်းသိရပါတယ်။ဒါကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်တက္ကသိုလ်ကျောင်းသားတွေကိုအထက်မှကြိုတင်မဲပေးခိုင်းတဲ့သတင်းအစီအစဉ်ပဲဖြစ်ပါတယ်ရှင်။နောက်ဆုံးဒီပါသတင်းလေးနဲ့ဂျပန်နဲ့ထိုင်ဝမ်ဒိဆာအငင်းပွားမှုကိုကုလသမဂ္ဂမှဆွေးနွေးခြင်းနဲ့တရုတ်သတင်းကိုပြောပြရင်ဒီနေ့အတွက်ကျမရဲ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲဆုံးသက်လိုက်ပါကြရှင်။ ထိုင်ဝမ်ရေးမှာဂျပန်ကလက်နက်ကန်ဆွဲဖက်ဖို့ချိန်ချောင်းနေရလို့တရုတ်နိုင်ငံကဆွတ်ဆွဲလိုက်ပလို့ဆုံရလာတဲ့ဒီပရစ်ကာကိုကုလသမဂ္ဂမှာကို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 ကံကာကွယ်သွားမယ်လို့ပြောကြားလိုက်ပါတယ် ပြီးခဲ့တဲ့သတင်းနှစ်ပတ်ကဂျပန်ဝန်ကြီးချုပ်တာကာယီချီပြောတဲ့တရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ရင်ဂျပန်ရဲ့စစ်ရေးတုံ့ပြန်မှုဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့စကားကနိုင်ငံတကာဥပဒေနဲ့တန်တမာရေးဆိုင်ရာစံနှုန်းတွေကိုပြင်းထန်စွာချိုးပေါက်တာ ဖြစ်ကြောင်းတရုတ်နိုင်ငံရဲ့ကုလသမဂ္ဂတန်မတ်ဖူချုံးကနိုဝင်ဘာလ22ရက်မှာကုလသမဂ္ဂအသွင်းဝန်ချုပ်အန်တိုနီယိုကူတာရက်စီစာရေးပို့ခဲ့တယ်လို့သိရပါတယ် ဂျပန်ကရေလက်ကြားအခြေအနေမှာလက်နက်ကင်ဆွတ်ဖက်ဖို့စ조사ဝင်မယ်ဆိုရင်အဲ့ဒါဟာကျွကျမှုလို့ရခင်လိမ့်မယ်လို့တရုတ်ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တရုတ်နိုင်ငံအနေနဲ့ကုလသမဂ္ဂပြည်ညင်းစာတမ်းနဲ့နိုင်ငံတကာဥပဒေအရကုကုကုခုခံကာကွယ်권ကိုခိုင်ခိုင်မာမာကျင့်သုံးသွားမှာဖြစ်ပြီးသူ့ရဲ့အကြောက်ကြာအနာနဲ့နေမြေပိုင်နက်ကိုပြည့်ပြတ်တသားကာကွယ်သွားမှာဖြစ်ပါတယ်လို့လည်းသူကပြောပါတယ် တရုတ်ကထိုင်ဝမ်ကိုသူ့ရဲ့ပိုင်နက်ဖြေရှုမြင်ပြီးထိမ့်ချုပ်ဖို့အတွက်အင်အားမတုံ့ဘူးလို့ပြောမထားပါဘူးထိုင်ဝမ်ဆိုရကတော့တရုတ်ရဲ့တောင်းဆိုမှုတွေကိုလက်မခံဘဲထိုင်ဝမ်ပြည်သူတွေသာသူ့ရဲ့အနာဂတ်ကိုဆုံးဖြတ်နိုင်တယ်လို့ပြောပါတယ်ဂျပန်ဝန်ကြီးချုပ်တာကာအီချီရဲ့မှတ်ချက်တွေကြောင့်တရုတ်ဘက်ကကုန်သည်ပူပေါင်းဆောင်ရွက်မှုအချို့ကိုရပ်ဆိုင်းလိုက်တယ်လို့တရုတ်နိုင်ငံအတွင်းကဂျပန်ဂီတပညာရှင်တွေရဲ့ဖျော်ဖြေပွဲတွေကိုတောင်မှရုတ်တရက်ဖြတ်သိမ်းလိုက်ပါတယ် ဂျပန်ဝန်ကြီးချုပ်ရဲ့စကားတွေကတရုတ်ရဲ့အဓိကအကျိုးစီးပွားတွေကိုပြုပွင့်လင်းလင်းစိန်ခေါ်နေရဖြစ်ကြောင်းနဲ့ပြန်ရုပ်သိမ်းဖို့လဲတောင်းဆိုထားပါတယ်ရှင်။ MP ရဲ့တနေ့တာတူးကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ MP ရဲ့နေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ရုပ်သံနဲ့စာသတင်းတွေကို Facebook, YouTube, Website ဆက်မီနာတွေမှာတွားရောက်ကြည့်ရှုနိုင်ပါတယ်။ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအလုံးနဲ့တကွာဝင်ရောက်မချက်ပြုပေးသူအလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာပြီးပေါ့အမော်တွေပြကြပါစေရှင်။